ဟယ်လိုအားလုံးပဲမင်္ဂလာပါဘူမမချန်ကနေကြိုဆိုပါရစေအာဆင်နယ်နဲ့ချယ်ဆီတို့ပွဲမှာတော့အာဆင်နယ်ကမယ်ရီနိုရဲ့မိနစ်20မှာတွင်းတဲ့ဒေါင်ကန်ဘောကခေါင်းတိုက်ကူနေတဲ့1-0ဆိုတဲ့ရလနဲ့ကျွန်တော်အနိုင်ရတယ်ဆိုတော့အထူးသဖြင့်အာဆင်နယ်အတွက်ကောချယ်ဆီအတွက်ကောဒီပွဲဟာအရေးကြီးပြီးတော့အတိတ်နယ်ဖြစ်ခဲ့တဲ့ပွဲပေါ့နော်အထူးသဖြင့်တော့ကျွန်တော်အနေနဲ့အာဆင်နယ်ကဒီ Nottingham Forest ကအနိုင်ရထားတာနဲ့ဘာနဲ့ဆိုတော့သူတို့ဒီအမှတ်ထက်ကွာဖို့အတွက်ဒီပွဲနိုင်ဖို့ကျွန်တော်လူခဲ့တာ ဒီဘက်နိုင်ဖို့လိုခဲ့တာဒါပြီးလို့ရှိရင်လည်း International Break တွေဘာတွေနားပြီးဆိုတော့အလုံးက AC ဖြစ်ပြီးဆိုတော့ Liverpool အင်းနဲ့သူတို့ကြားထဲမှာအမှတ်ကွာမှုကြီးသွားပြီးဆိုတော့အောက်ကအသင်းကြီးအမှတ်တိတ်ပြီးတော့မကွာအောင်ကျူးပန်းနာရီကိုသူတို့အနေနဲ့ပေါ့နော်ဒါရှောင်းနိုင်မှုသူတို့လိုတယ်ပေါ့ဗျာဒါကြောင့်ဒီပွဲက Arsenal နိုင်ဖို့လိုခဲ့တဲ့ပွဲနိုင်အောင်ဆွမ်းဆောင်နိုင်ခဲ့တယ် Chelsea ဘက်ကလည်းပဲဒီလိုပဲကျွန်တော်တို့အနေနဲ့ Nottingham Forest ကနိုင်ရသွားတာ Manchester City ကတည်ရီကျခဲ့တာနဲ့သူတွေလည်းပဲဖြစ်နိုင်လို့ရှိရင်တော့တက်နိုင်တယ်မှာအမှတ်ယူဖို့ကျူးပန်းမှာသူတပြင်းတော့ Top 4အတွက်က ဒီဝင်ဖို့ Chelsea ရဲ့တခုတည်းသောရည်မှန်းချက်ပဲเนาะ Manchester City တို့ဆိုလို့ရှင်လည်းပဲဗျာသူတို့ ਨੇ အမှတ်သိပ်กว่าတာမဟုတ်ဘူး Newcastle တို့မကန်သေးဘူးသူတို့ ਨੇ အမှတ်သိပ်กว่าတာမဟုတ်ဘူးเนาะ Brighton တို့ဘာလို့ဆိုလို့ရှင်လည်းပဲဗောနော်ဒီတိုင်းပဲသိပ်กว่าတာမဟုတ်တော့ဘူးဆိုတော့ Chelsea အနေနဲ့ဒါသူတို့လည်းနိုင်ဖို့လိုအပ်ခဲ့ပြီပဲလို့ကျွန်တော်အနိုင်မရခဲ့ဘူးဗောနော်ဆိုတော့ဒီပွဲ Chelsea နဲ့ပတ်သက်တဲ့ပွဲကိုကျွန်တော်စကြုံ Chelsea ကတော့ဗျာဒီပွဲမှာ၈ချိန်9ပေါက်ကန်တူမှုရပြီးတော့2ချိန်ပဲ9ပေါက်တည့်တယ်ဒါသိပ်ပြီးတော့အန်ရီယံများခဲ့တယ်ဆိုတော့အလုံး Chelsea ဘက်ကမရှိဘူး ်ချက်စီဘက်ကအန်ဒီအများခဲ့တယ်လို့ကျွန်တော်ဘာလုံးရှိမလဲကူကရလာကန်ခဲ့တဲ့ကျွန်တော်လုံးကိုဒေးဗစ်ရိုင်ယာဘောနော်ကျွန်တော်ဒီလက်ထက်ချော်ထွက်သွားတာအဲ့ဒီလုံးကျွန်တော်ရှိမယ်ပြီးရင်ကူကရလာပဲခေါင်းထက်တိုက်တဲ့လုံမြတော့ဂူသမားရာယာစီအသားလေးတည့်တည့်ရောက်လာတယ်ဂျော့ဂျီရဲ့အသားလေးမာတင်ပေးမှုကနေဒါပဲဘာမှမရှိဘူးကျန်တာကချဲစီဘက်ကကန်လိုက်တဲ့မြကန်ကျက်တိုင်းကဂိုးပေါင်းမတက်ရတာနဲ့ဘီချော်ထွက်ရတာနဲ့ဒိုင်မူဒီနဲ့ချင်းကုန်းနေနောက်တစ်ခုကချဲလ်စီကဒီပွဲမှာ ဟိုဘယ်လိုပြောမလဲအတိုင်းအတာတစ်ခုဒီဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ပွဲကိုထိန်းချုပ်ထားနေတဲ့အခိုက်အတန့်တွေရှိရတယ်။ပြဿနာကဘာလဲဆိုတော့ Chelsea မှာ Rex ယူတဲ့ကစားမဘယ်သူမှမရှိဘူး။ Chelsea မှာလက်ရှိဘောနော်ခိုးပါမာလို့ကစားမမရှိရင်ဖန်တီမှုနဲ့ပတ်သက်လို့ Twin ကိုနဲ့ပတ်သက်လို့တော်တော်ကိုစိတ်ပူစရာကောင်းနေပြီ။အဖာမာဒီနေ့ပွဲမှာပါနိုင်ဘူးကိုဘာလို့လဲဆိုတော့ခိုးပါမာတယောက်တော့ပဲ Rex ယူတာဗျာ။ဒီနေရာမှာဘောလုံးမပြတ်အောင်အဓိကထိန်းကစားတာနဲ့နော်ဘောလုံးပြတ်မှကြောက်ရတာနဲ့ ပြိုင်ဘက် final သားဇုံနဲ့ရောက်နေတာတောင်မှ risk ယူပြီးတော့ကစားရဲပေးပူဘောလုံးပေးပူမှုတွေလှုပ်ရဲတဲ့ player မရှိဘူးเนาะတောင်ပေါ်မှာကျွန်တော်ကြည့်မယ်ဆိုချင်လည်းပဲ Jordan Sancho တို့ Christopher Nkunku တို့တာမန်ကစားမတွေတဲ့မပူဘူးဘလူးမန်အချင်းကြီးမကောင်းဘူး Sancho ဆိုဒုတိယပိုင်းတစ်ပိုင်းလို့လူသားတော်လဲလိုက်ပြီလားလို့မင်းလူစင်းပြန်စစ်ရတယ်ကျွန်တော်ဆိုလို့ရှိရင်ဒါကျွန်တော် watch round လုပ်နေတာအမှန်တမ်းပြောတာ Sancho တော်တော်ကူညံ့နေဗျာညံ့နေပြန်ဘာမှန်ကိုလုံးမပြနိုင်ဘူးမင်းကူဂရလာကောက်ကိုမင်းပြိုင်ဘက်တိုက်စီကိုပြိုင်ဘက်ခံစီကိုမင်းမချင်းချောက်နိုင်ဘူး တိလာဆိုတော့ဂျီဒန်ဆန်ဂျူအနေနဲ့တော်တော်ကိုညံ့ခဲ့တဲ့ပွဲပါတော်တော်ကိုဘာမှမလုပ်နိုင်ခဲ့တဲ့ပွဲပါဆိုတော့ဒါအပြင်ခရစ်စတိုဘန်အန်ကွန်ကူလည်းဒီတိုင်းပဲဘာမှလည်းထူးထူးခြားခြားကြီးမလုပ်နိုင်ဘူးเนาะကျွန်တော်အချိန်ဆက်တည်းနဲ့အမှန်ကန်ဆော့လာဆိုတော့လည်းမဆော့နိုင်ဘူးပြိုင်ဘက်ခံစစ်တွေကွင်းလေတွေကိုကျွန်တော်တို့မှွေနေနောက်နေလားဆိုတော့လည်းဘာမှမလုပ်နိုင်ဘူးเนาะပြီးလို့ရှိရင်အန်ဇိုဖာနန်ဒက်စ်ကတော့ဒီပွဲမှာအမှန်ကန်သူကြိုးစားရှာတယ်เนาะအန်ဇိုကတော့ပြည်ထနာကသူ့ရဲ့ကြိုးစားမှုတွေကသူတယောက်ပဲဆိုတော့အရာမထင်ဘူးဖြစ်နေတာပက်ထရီယိုနေတိုတို့ဘာလို့ဆိုလို့ရှိရင်လည်းဒီပွဲမှာ ဒီ Chelsea ဗာ Arsenal ရဲ့နောက်တန်းကိုဒုက္ခပေးဖို့အမှန်ကန်ကျူးပန်းတာဆိုလို့သူတော့ပဲရှိတာเนาะသူ့ရဲ့ဒါပြီးအယုံအားတွေเนาะပြီးလို့ရှိရင်သူ့ရဲ့ explosive ဖြစ်တဲ့ကစားဟန်အနေနဲ့ရမလားဒီမနေတူတို့ဘာတို့ကဗျာဒီဒုက္ခပေးတာဒါပဲသူလည်းပဲအဲ့ထက်မပို့ဘူးပြောချင်တာကအစင်မပြေပါဘူးဆိုတော့တိုက်စစ်ပိုင်းမှာနေတူတယောက်တော့ပဲလှုပ်လှုပ်ရှားရှားရှိပြီးတော့အန်ဇိုလောက်ပဲအချိန်ကြီးကောင်းတာ channel ကစားမတွေကကွင်းနဲ့၁၁ယောက်ပြည့်အောင်ထည့်ထားတာပြင်ဘာမှမထူကြဘူးတိုက်စစ်ပိုင်းမှာ နော်ကျန်တဲ့ကွင်းလယ်မှာသူတို့ချင်းလည်းပဲ James ကပွဲချိန်ပြည့်ပေါ့နော်မကစားရသေးဘူးသူသူသာ manage လုပ်နေတယ်ပေါ့ဗျာသူကစားချိန် minute တွေကိုပြင်ကန်စီတို့ကလည်းဒါအဆင်ပြေအောင်ကစားသွားတယ်ပေါ့နောက်တန်းမှာတော့နောက်တန်းမှာတော့ကျွန်တော်ကကူဂရီလာလောက်ပဲကောင်းတယ်ကျန်တဲ့ကစားမတွေကတာမန်ပဲနော် Levi Crowe လည်းတာမန်ပဲ Barrier Shield လည်းတာမန်ပဲအဲ Weasley Fofana ကတော်တော်မှုေးတဲ့ကောင် Weasley Fofana အနေနဲ့ဒီပွဲမှာအမင်းတကယ်ပြောတာနော်ကျွန်တော်နားမလည်ဘူး Fofana ဘာကြောင့်နှစ်ဝတက်နေဒီပါးတွေမထိတယ်လုံးဝနားမလည်ဘူး ဘောလုံးကိုကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီဗာလဲဒီ delay လုပ်ဖို့အတွက်ဗျာနော်ပြန်ပွဲပြန်စတာကို delay လုပ်ဖို့အတွက်ကွင်းထဲကိုထည့်လိုက်မှာပဲအဝါကက်ထိတယ်ဒီကစားမအနေနဲ့တော်တော်မှွေတဲ့ကစားမနော်အသင်းကမှရှုံးနေပါတယ်ဆိုမှနှစ်ဝါတနီထိမဲ့ဂိမ်းနေလောက်တာနော်ကျွန်တော်တို့ဒီဒိုင်းလူကြီးအနေနဲ့ဘာကြောင့်မြန်ဝီစလီဖိုဘန်နာကိုနှစ်ဝါတနီမပြလဲကျွန်တော်စဉ်းစားလို့မရဘူးပြင်ဟိုဒက်ကလန်ရိုက်စ်ကိုဗျာသိတယ်မလားဒီတိုင်းကြီး6ကြီးနဲ့စောင့်နင်းမလိုက်တာအဲ့အလုံးကြီးကဘာမှမကတ်မပြခဲ့ဘူး နောက်တစ်ခုဗျာထရောက်ဆာကိုဗျာအပေါ်ကနေပြီးတော့ခြေောက်ကြီးနဲ့ဖိဝင်တာတာမိုးတွေလှုပ်လို့မရဘူးပြီးလို့ရှိရင်လည်းပဲထရောက်ဆာကိုလာမသူနောက်ကနေလိုက်ပြီးတော့ဆွဲတယ်အဲဒါမျိုးပေါ့ဆိုတော့ဟိုဖောင်းနာ၃ချိန်ကြီးရှိတယ်ဗျာသိလားအဲ့မှာတဲ့အဝါကတ်ကထိရမှာဆိုတော့ဒီညမှာဖိုဘနာကိုဘာအဝါကတ်မှမပြဘူးဒါတော်တော်လေးတော်တော်လေးအဆင်မပြေဒါအာဆင်နယ်ဘက်ကကျွန်တော်ကြည့်နေတော့ဒါရင်နာတရားပေါ့ဗျာဘာလို့ပွဲရတာဝန်းစည်းနဲ့နိုင်သွားတာတကယ်တမ်းကကွင်းထဲမှာလဲသူတို့လည်းပဲအမှန်ကန်ဖိအားပေးခံထားတဲ့အခိုက်အတန့်ကြီးရှိခဲ့တာဟုတ် တကယ်လို့တယောက်သာယော့နေမယ်ဆိုရင်သူတို့ဒီလောက်ဒီစိတ်ပူစရာကောင်းခြင်းမှာကောင်းပါလေ။ဒါပေမဲ့ပြောချင်တာက Weasley ဖူဖန်နာဟာဘောလုံးမလူတတ်ဘူးခန်းစစ်ကစားမတယောက်ဖြစ်ပြီးတော့ဘောလုံးမလူတတ်ဘူးကို area box မှာ imminent NDA များပါတယ်ဆိုတဲ့နေရာဒီမှာ found နေပြီးလို့ရှိရင် Louis Kelly တို့ဘာလို့เนาะ Louis Kelly တို့ဘာလို့ဘောလုံးဆွဲပြလာတဲ့လုံးနေဆို area box ထိမှာဒီကောင်ဘောလုံးကိုเนาะကျွန်တော်တို့ကောင်းကောင်းမလူတတ်ဘူးလူတွေကိုကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ဒီဘာလဲဘောလုံးမထိပဲနဲ့လူကြီးပဲတီးတဲ့အမင်းလှည့်ချပလိုက်ဒါမျိုးတွေဒါတွေရတော့ NDA များတဲ့လှုပ်ရက်တွေ ။ဒါကြောင့်ပေါ့နော်အဆင်မပြေဘူး Weasley Fornar တို့ပါလို့ကစားသွားတာတွေကဆိုတော့ဒါကြောင့်နောက်တန်းကလည်းတာမန်မဲကုခဲ့တယ်လားကလွဲရင်တခုရှိတာက Robert Sanchez ကတော့ဘယ်လိုပြောမလဲဒီနေရာမှာ discount တွေပါတယ်ချခဲ့တဲ့အလုံးတွေလည်းရှိတာပေါ့ဗျာ။ရောင်းတဲ့အလုံးတွေရှိတာပေါ့နော်။အိုးထရော့ဆာတို့ဘာလို့စီကိုဘလုံးတန်ရောက်သွားတယ်လို့ပါဒါပေမဲ့ဒီပွဲကသူ့ကြောင့်อืมသူ့ကြောင့်တိတက်ပို့ဂိုးမပြတ်ခဲ့တာเนาะကျွန်တော်တို့ဒီတကယ်မယ်ရီနိုနောက်ထပ်ဒုတိယကံတဲ့အလုံးပေါ့နော်မာတီနယ်လီအသားလေးမှပြလိုက်တဲ့အလုံးကိုမင်းဘယ်နဲ့ပိတ်တာဆိုရင်ဂိုးစီးပေါ်ကနေဒီကောင်ပုတ်ထုတ်သွားတာအဲ့လိုလုံးနေကျွန်တော်တို့ရှိတယ် တချို့ကံကြက်တွေဆိုလို့ချင်းလည်းပုတ်သွားတာရှုပ်ချက်ခတ်နေတဲ့အချိန်တွေလည်းပုတ်သွားတယ်ရောဘတ်ဆန်ချက်ကဒီပွဲမှာအများကြီးတာဝန်ကြီးတာထက်ပါတယ်ချယ်ဆီရဲ့အကောင်ဆုံးကစားမကိုချင်းအဲ့ဒါဆန်ချက်ပဲဒီပွဲမှာဘယ်ကောင်းမှသူ့ထက်ပိုပြီးတော့ကောင်းတယ်လို့ကျွန်တော်မထင်ဘူးဒါကြောင့်မတော့ချယ်ဆီအနေနဲ့ဒီခိုးဘာမာတို့ဘာတို့မပါနိုင်တဲ့အချိန်မျိုးဘာမျိုးမှာတိုက်စစ်ပိုင်းကတော်တော်ကိုညော့သွားတာဆန်ချူလည်းဘာမှမလုပ်နိုင်ဘူးဗျာခရစ်စတိုဘန်အန်ကွန်ကူလည်းဘာမှမလုပ်နိုင်ဘူးဗျာနေတူလည်းပြေးနေလွှမ်းနေတာပဲရှိတယ်ဘာမှမလုပ်နိုင်ဘူးဗျာဆိုတော့အရန်မှာဘာသူရှိလဲခုနကဖာမာမပါဘူးဆိုရင် เนาะဘယ်သူမှမရှိဘူးဗျာကြည့်ရအောင်ဒူဘီဆောလို့ပါလို့ဆိုလာမှုကလည်းအဲ့လောက်ထိအာမကူရလို့ဗျာเนาะတရားဒီလိုနှီးပါမယ်အရန်ကုန်မှာထိုင်းနေရတာဘယ်သူမှမရှိတော့ဘူးချဲစီရဲ့တိုက်စစ်ကတော့ပြဿနာကြီးပါတယ်เนาะကွင်းလေလောက်ပဲအဆင်ပြေတာချဲစီကเนาะနောက်တန်းတို့တိုက်စစ်တွေကိုဒူမာတို့ကတအားပြောစရာဖြစ်တာဒါတော့မှဒီပွဲကကိုဒူမာအချိန်ကြီးကောင်းခဲ့လို့ဒါကြောင့်မနော်ချဲစီအနေနဲ့တိုက်စစ်ပိုင်းကတော်တော်ကိုအားနေချက်တွေရှိနေပြီလို့ကျွန်တော်ပြောရမယ်အာဆင်နယ်ဘက်ကကျွန်တော်ကြည့်ရင်တော့အာဆင်နယ်ကတော့ထုံးတမ်းတိုင်းပဲပေါ့ဗျာဘယ်လိုပြောမလဲသူတို့တွေအတွက်ဒါ ဟို open play ကနေ chance creation တွေပါတွေအခက်အခဲဖြစ်နေသလားအကယ်လို့အခက်အခဲတော့မဖြစ်ဘူးအခွင့်အရေးတွေတော့ရနေတယ်ဒါပေမဲ့လို့ goal တွေ twin ဖို့အတွက်အခက်အခဲနေသလားအဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်တို့ဒီတို့ရဲ့တောင်းကန်ဘောတွေပါတွေကနေပြောရလာတဲ့ goal တွေကအထောက်အကူပြုစဲပဲပေါ့နော်ဒီကောင်တွေဒီပွဲမတိုင်ခင်ပရီးမီးယားလေးမှလားမသိဘူးတောင်းကန်ဘောကနေ goal မ twin တာဒီဇင်ဘာကလေးကလားမသိဘူးပြောနေတုန်း CJ ရဲ့မင်း watch လောက်မှာပြောနေတုန်း CJ ရဲ့မင်း goal twin သွားပေါ့ဟိလာတော့ goal twin သွားပဲမင်းတောင်းကန်ဘောကနေ merino ကောင်းတိုက်သွားအဲ့တိုက်တဲ့လုံကမင်းကောင်းတိုက်ရတော်တော်ခဲရင်တဲ့အလုံး ောက်ကိုလှမ်းပြီးတော့ချရတာဗျာဒီလားနော်ဒါအပြင်လာတဲ့ဘောလုံးရဲ့တိတယ်မလားဒီ height ကိုလည်းကျွန်တော်ကြည့်ရင်အဲ့လောက်ကြီးတိုက်လို့လွယ်တဲ့အခြေအနေမျိုးမဟုတ်ဘူးဆိုတော့ကိုသမား Robert Sanchez ရဲ့ position တွေကိုပြောပြရဖြစ်တယ်ဆိုပေမဲ့လေလို့ပေါ့နော်ဒါကြီးကောင်းတိုက်သွားတဲ့လုံကတော်တော်ကိုခဲခဲရင်းရင်းအနေထားနေတိုက်သွားတာဆိုတော့ဟို Thomas Party လို့ပါလို့လဲတာမန်ခြေသွဲမယ် Declan Rice ကတော့ဒီနေ့ပွဲတော်တော်ယုံနေတယ်မှာကျွန်တော်ပါတယ်နော်တော်တော်လေးယုံနေ Leandro Trossard လို့ပါလို့အချိန်မကောင်းမကောင်းဆိုတာကလေလို့ပြ Trossard သာ အခွင့်အရေးဖန်တီးနိုင်တယ်ဆိုတော့ sorry ရလာတဲ့ chance တွေကိုအသုံးချနိုင်တယ်ဆိုဒီပွဲကောက်ဒီကောင်းနေနိုင်ရမှာဒီထက်ပိုပြီးတော့ပြတ်တဲ့ကိုနဲ့နိုင်ရမှာ Dragon Rise လဲ Area Box ထဲမှာကန်ဝင်နေရတယ်ပြိုင်ဘက် Box ထဲမှာမကိုဘူးเนาะမကိုဘူးဒါအပြင် Trouser လည်းပဲကျွန်တော် Area နဲ့ Area ထဲမှာကန်ဝင်နေကျွန်တော်ရတယ်မကိုဘူးဂိုးပေါင်းမတက်ရတာနဲ့ဂိုးသမားတက်တဲ့သွားရတာနဲ့ဘလူးမန်အဆင်မပြေဘူး Martinelli လို့ပါလို့အလုံးနေဆိုလို့ရှင်လည်းပဲ Martinelli ကတော့သူကအများအပြားသူကချိုးပြီးတာညီများတယ်ဆိုတော့ညာချမ်းညီဆိုတော့ပေါ့နော်ဒီအဲ့လောက်ကြီးသူကိုယ်တိုင်လုံးခွင့်ကောင်းကောင်းမရခဲ့ဘူး နောက်တစ်ခုကကျွန်တော် OD gap ပါ OD gap ကဗျာဘယ်လိုပြောမလဲဒီကောင်ကဒဏ်ရာပြဿနာပြန်ကောင်းလာပြီးကြတဲ့ကကျွန်တော်တို့အရင် OD gap ရဲ့ performance တွေမမီတော့ဘူးမမီတော့ဘူးเนาะဒါတော့မှပြန်ဟိုကိုကဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ကစားနေရပြီဟေ့ဆိုလို့ရှိရင်ဒီတယ်မှာသူ့ကိုပို့ပြီးတော့လိုတာဘာလို့ chance creative နဲ့ပိုက်တယ်လို့ရှိရင်အမှန်ကန်အားကိုကတော့ OD gap ပဲရှိရဗျာ trouser တို့ဘာလို့ကဟို crossing တွေဘာတွေကောင်းလာမှာပါတာ哦ဒါပေမဲ့လို့ OD gap ကလုံးဝ tight space တွေကြားထဲမှာဖန်တီးမှုကသူ့ကိုမျောလင်းရတာ ပြဒနာကအူဒီကက်ဟာဒံယမယခင်ကအူဒီကက်ရဲ့ခြေသွင်းကိုမမီတော့ဘူးမမီတော့ပါဘူးเนาะဆိုတော့အဆင်မပြေတော့ဘူးနောက်တန်းမှလည်းပဲကျွန်တော်ဟိုပြောရမလို့ပါဘူးတာမန်ပါပဲတူတူခြားခြားကြီးသူတို့ NDA များတဲ့အခိုက်အတန့်တွေကိုရှင်းခဲ့ရတဲ့စာဆိုတာဆာလီဘာရဲ့ကျွန်တော်တို့ဒီဗာလဲအဲ netto ပေါ် slide လောက်ရခဲ့လာလောက်ပဲကျွန်တော်ရှိတာကျွန်တော်တူတူခြားခြားကြီးမရှိဘူး David Raya ကိုကြည့်ရင်လည်းပဲသူရောင်းတော့မလို့တော်သေးတာပေါ့เนาะဒါ Cucurella Gan နဲ့အလုံးကိုအဲကျွန်တော်ခြုံကြည့်ရင် Arsenal ကဟိုပွဲထဲမှာတအားကောင်းပါနေဆိုတဲ့ကစားမားကတအားရှာပြီးတော့ပေါ့เนาะ သူတို့ကဒီအတင်းလိုက်ကူကပို့ပြီးတော့အချိန်ကြီးကောင်းခဲ့လို့ဗျရတဲ့အခွင့်အရေးတွေပါတယ်အတုံးမချနိုင်ခဲ့လို့အာဆနယ်ကဝမ်းစီနေပြီကျင်းနေခဲ့ရတာဆိုတော့ခုနကဒီဝီစလီဖိုဘနာနှစ်ဝါတနီမထိခဲ့တာတွေဘာတွေကတော့တော်တော်ကိုပြောစရာဖြစ်ခဲ့တယ်ဗျာဘာကြောင့်လဲဆိုတော့အဲ့ဒီဘောလုံးနဲ့ဗျာနော်ဘောလုံးကိုကွင်းထဲကိုမပို့လိုက်ခင်မှာနော်ကျွန်တော်ဒလေးလို့ဖို့မကြိုးစားခင်မှာဆိုလို့ရင်ရှေ့မှာနှစ်ကြိမ်သုံးကြိမ်လောက်ရှိရဒီကောင်ဒီဝါရီကပြည်တံကျူးလွန်တာတွေကဘလို့မှအဝါကမထိဘူးဒါတွေကတော့ပြောစရာပါဆိုတော့ Chelsea ကတော့ ဒီတိုက်စစ်ပိုင်းကတော်တော်လေးကိုပြောစရာဖြစ်နေပြီနီးပြပြတဲ့မာရက်စကာရဲ့လူစားမလဲလို့ပြောကြစီဆိုကြပြီမဲ့ဟိုမာရက်စကာဘသူနဲ့လူစားသွားလဲရမှာလဲဗျာဒီလားမလွယ်ဘူးပေါ့နော်ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဒါဝမ်းစီနဲ့တင်ဒီပွဲကပြီးသွားတယ်အာဆင်နယ်တော့ရေးကြီးခဲ့တဲ့နိုင်ပွဲပါဒါပြီးရင်သူတို့ international break နားပြီဆိုတော့ကြားထဲမှာကောင်းကောင်းပြင်ဆင်ချင်ရှိမယ်တချို့ကစားမားတွေ international break သွားမယ်တချို့ကစားမားတွေကျွန်တော်တို့အနေနဲ့ဒီနားခွင့်ရမယ်ပေါ့နော်ဆိုတော့ညီကတို့ရောဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်ကစားမားအကောင်းဆုံးလို့မြင်ခဲ့ပါလဲဆွေးနွေးကြပါအောင်ကြည့်ရှုပါပြီးတဲ့ညီကိုများတို့ကိုကျေးဇူးများကြီးတင်ပါတယ်